ထို့သို့ပြောလိုက်တာနဲ့အထူးဆန်းဖြစ်သွားမယ်ထင်ပါတယ်။အိဝါခက်ကယဟန်စာဆိုတစ်ပါးကဘယ်နဲ့ကြောင်ဓပြခက်ကအစိုးရတုန်းနေသိမ့်တယ်နဲ့တချင်းတစ်ပုတ်ဖန်တီးတယ်လေပေါ့နော်။ဟုတ်ကဲ့ပါရှင်းပြပါမယ်။မြန်မာနိုင်ငံသားမှန်ရင်တော့ရှင်မဟာရထသာရနဲ့အစိုးရတုန်းနေသိမ့်တယ်ကိုမသိသူရှိမှမဟုတ်ပါဘူး။သူတို့တွေရဲ့စာပေတွေတချင်းတွေကိုမသိလိုက်ရင်တော့မှသူတို့ရဲ့နာမည်ကိုတော့လူတိုင်းကြားဖို့ကြမှာပါ။ဘာကြောင့်လဲဆိုတော့ရှင်မဟာရထသာရရဲ့စာရီးကမူလာဒန်းကလေးကတည်ကျွမ်းခဲ့ရတယ်လို့တုန်းနေသိမ့်တယ်ရဲ့တချင်းတွေကလည်းမြန်မာပြည်အနှံ့မှာရှိနေစေမှု ဖြစ်ပါတယ်။သချင်းအကြောင်းကိုတော့လူတိုင်းသိမှာမဟုတ်ပါဘူး။ဒီတော့အလုံးအတွက်ပဟုတုတဖြစ်စေဖို့လေ့လာမိသလားတင်ဆက်ပေးပါရစေရှင်။ရှင်မဟာရထသာရရဲ့ငေဘဝအကြောင်းကိုတော့အလုံးသိပြီးသားဖြစ်မှာပါ။ဖခင်ကအင်းဝါရွှေနှန်းရှင်ထန်းခါစားရတဲ့မင်းမှုမတ်တူရှင်မဟာရထသာရရဲ့ငယ်နာမည်ကတော့အမောင်မောက်ပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းကစားပေးလိုက်စားပြီးဉာဏ်ပညာရင့်တန်တဲ့အမောင်မောက်ဟာရွှေနှန်းရှင်ရဲ့တမိတော်သုံးပါးရဲ့နားထွေမင်္ဂလာပွဲကနေစပြီးကြောကြားလာခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုနဲ့စားပေးပညာရှင်မောင်မောက်ဟာနန်းရွှေမှာ ာထင်ရှားပြီးဘရင်မြောက်စားမှုကိုခံခဲ့ရသလိုပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်းလေးဖြစ်နေချိန်မှာတော့ဝနပါပါ အမည်ရှိတဲ့နန်းတွင်သူတဦးနဲ့ချစ်ချိုးသွယ်ခဲ့ပါတယ်။ဒါကတော့ရှင်မဟာရထသာရဖြစ်လာမယ်။မောင်မောင်ရဲ့